ပင်ကွင်းလေးတွေရဲ့ချစ်စရာအမူအရာတွေနဲ့သူတို့ရဲ့စိတ်ဝင်စားစရာဘဝအကြောင်းကိုလေ့လာခြင်းပါဒလားဒီဗီဒီယိုလေးထဲမှာပင်ကွင်းလေးတွေအကြောင်းအသေးစိတ်ပြောပြပေးသွားမှာမို့ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပင်ကွင်းငှက်တွေဟာတောင်ဝင်ရိုးစုံဒေသတွေမှာအများဆုံးနေထိုင်တဲ့ထူးခြားစံပြတဲ့ငှက်မျိုးစိတ်တွေတဲကတမျိုးဖြစ်ပါတဲ့ရေခဲပြင်တွေနဲ့ရေအေးတွေထဲမှာရှင်သန်နေထိုင်နိုင်ဖို့အတွက်သူတို့ရဲ့ခန္ဓာကိုယ်ကိုအံဝင်ခွင့်ကြဖြစ်အောင် ပြောင်းလဲထားနိုင်ကြပါတယ် ပင်ကွင်းလေးတွေဟာရေခဲပြင်ထဲမှာဘလို့နေထိုင်ကြလဲ၊ဘာတွေစားကြလဲဆိုတာသိကျင်နေပြီမဟုတ်လား။သူတို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘဝအကြောင်းကိုဆက်ပြီးလေ့လာကြည့်ရအောင်။ပင်ကွင်းလေးတွေဟာခန္ဓာကိုယ်တောင့်တင်းပြီးရေကူးရာမှာအရန်ကျန်းကျင်တဲ့ငှက်တွေဖြစ်ပါတယ်။သူတို့ရဲ့အမွေးတောင်တွေဟာရေဆိုခံနိုင်ပြီးခန္ဓာကိုယ်ပူချိန်ကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်။ ပင်ကွင်းလေးတွေရဲ့အရိုးတွေဟာထူထဲပြီးလေမပါတဲ့အတွက်ရေအောက်မှာကူးခတ်တဲ့အခါအထောက်အကူဖြစ်စေပါတယ်။သူတို့ရဲ့အတောင်တွေကပြန်တန်းဖို့အတွက်မဟုတ်ပဲရေကူးတဲ့အခါမှာကူးခတ်တဲ့တွေလို့အသုံးပြုကြပါတယ်။ပင်ကွင်းလေးတွေရဲ့ခြေထောက်တွေကခန္ဓာကိုယ်ရဲ့နောက်ဘက်မှာရှိပြီးကုန်းပေါ်မှာမတည့်ရက်ကလမ်းလျှောက်နိုင်ကြပါတယ်။ပင်ကွင်းငှက်အများစုဟာအဖြူရောင်ဝမ်းပိုက်နဲ့အနက်ရောင်ကြောကုန်းရှိကြပါတယ်။ဒီအဖြူအမဲအရောင်ကရေအောက်မှာအမဲလိုက်တဲ့အခါကာကွယ်ပေးပါတယ်။ ပင်ကွေးလေးတွေရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကသူတို့ကိုရေခဲပြင်မှာဘလို့ရှင်သန်စေလဲဆိုတာသိရတာတကယ်ကိုအံ့ဩစရာကောင်းပါတယ်။ပင်ကွေးလေးတွေဟာအ धिक အားဖြင့်တောင်ဝင်ရိုးစွန်းဒေသတွေမှာနေထိုင်ကြပါတယ်။ဒါပေမဲ့အချို့မျိုးစိတ်တွေကတော့တမပိုင်းဒေသတွေမှာလည်းတွေ့ရတတ်ပါတယ်။သူတို့ဟာအုပ်စုလိုက်နေထိုင်ကြပြီးမျိုးပွားချိန်မှာဆိုရင်ကြီးမားတဲ့ကိုလိုနီတွေဖွဲ့ပြီးနေထိုင်ကြပါတယ်။ ပင်ကွင်းလေးတွေဟာပင်လယ်ထဲမှာငါးကနန်းနဲ့တခြားရေတတဝါတွေကိုရှာဖွေစားတောက်ကြပါတယ်။သူတို့ဟာရေအောက်မှာအချိန်ကြာကြီးနေနိုင်ပြီးအသက်ရှူဖို့အတွက်ရေမျက်နှာပြင်ပေါ်ကိုပြန်ပေါ်လာတတ်ကြပါတယ်။ပင်ကွင်းလေးတွေရဲ့နေထိုင်ပုံနဲ့အစာရှာဖွေပုံတွေကသူတို့ရဲ့ရှင်သန်မှုအတွက်ဘလောက်အရေးပါလဲဆိုတာကိုတွေးကြည့်မိပါတယ်။ ပင်ကွင်းလေးတွေဟာသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့ရာသီဥတုဖောက်ပြန်မှုတွေကိုရင်ဆိုင်နေရပါတယ်။လူသားတွေရဲ့ချင်းချောက်မှုတွေလည်းရှိနေပါတယ်။ရေခဲပြင်တွေအေးပြောလာတာကြောင့်သူတို့ရဲ့နေထိုင်ကြဆားရာနေရာတွေဆုံးရှုံးလာရပါတယ်။ပင်လယ်ရေတုညဉ့်ဉျံမှုနဲ့ငါးဖန်းချင်းတွေကြောင့်လည်းအစာရေစာပြက်လက်မှုတွေဖြစ်ပေါ်လာပါတယ်။ရာသီဥတုပြောင်းလဲမှုကသူတို့ရဲ့မျိုးပေါင်းမှုနဲ့ရှင်သန်မှုအပေါ်မှာတက်ရောက်မှုတွေရှိလာပါတယ်။ င်ကွင်းလေးတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုသိရတော့သူတို့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့သူတို့ကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲ။ပင်ကွင်းငှက်တွေဟာတဘာဝပတ်ဝန်းကျင်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ရှင်သန်မှုကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းအားထုတ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။သူတို့ရဲ့နေထိုင်ကြစားရာနေရာတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ရေတုညဉ့်ဉန်းမှုကိုလျှော့ချဖို့နဲ့ရာသီဥတုပြောင်းလဲမှုကိုကင်တွယ်ဖြေရှင်းဖို့လည်းလိုအပ်ပါတယ်ပင်ကွင်းလေးတွေရဲ့အနာဂတ်အတွက်ဒါတွေကအရေးကြီးပါတယ်ပင်ကွင်းလေးတွေကိုကာကွယ်ဖို့ဆိုတာကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်ပါတယ်သူတို့ရဲ့အနာဂတ်ကိုကာကွယ်ဖို့အခုပဲစတင်လှုပ်ဆောင်ကြပါစို့ ဒီဗီဒီယိုလေးကနေပင်ကွင်းလေးတွေအကြောင်းဘဟုသုတတွေအများကြီးရရှိမယ်လို့မျှော်လင့်ပါတယ်ပင်ကွင်းလေးတွေရဲ့ချစ်စရာအမူအရာတွေနဲ့သူတို့ရဲ့စိတ်ဝင်စားစရာဘဝအကြောင်းကိုသိရတာတကယ်ကိုပျော်စရာကောင်းပါတယ်ပင်ကွင်းလေးတွေကိုကာကွယ်ဖို့အတွက်သင်လဲတထောင်တနေရာကနေပအဝင်ကူညီနိုင်ပါတယ်တဘာဝပဝင်ခြင်းကိုထိမ့်သိမ်းခြင်းရေဒုညဉ့်ဉဏ်မှုကိုလျှော့ချခြင်းနဲ့ရာသီဥတုပြောင်းလဲမှုကို တားဆီးခြင်းတွေမှာပအဝင်ဆောင်ရွက်ခြင်းအဖြစ်ပင်ကွင်းလေးတွေရဲ့အနာဂတ်ကိုကာကွယ်နိုင်ပါတယ် ုံးစော်တိုက်တွန်းချက် call to action ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့နောက်မှာပင်ကွင်းလေးတွေကိုကာကွယ်ဖို့အတွက်တင်မာတွေလုပ်နိုင်မလဲဆိုတာစဉ်းစားကြည့်ပါတင်းရဲ့တငယ်ချင်းတွေနဲ့မိသားစုတွေကိုလည်းဒီဗီဒီယိုကိုမျှဝေပြီးပင်ကွင်းလေးတွေအကြောင်းကိုပြောပြပေးပါပင်ကွင်းလေးတွေနဲ့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတူတကွလက်တွဲကြပါစို့ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်